တော့ဖျားသခင်ကျူးတော့ချီးမွမ်းပါတယ်ဒီနေ့ကတော့ခရိယန်တက်တာအသက်ရှင်ခြင်းကြောင်းအနှင်းငယ်ဝေမျှခြင်းတယ်ကျွန်တော်ကခရိယန်အသက်တာအသက်ရှင်ခြင်းလို့ပြောတဲ့အခါမှာယုံကြည်သူတွေတဲမှာယုံကြည်သူတယောက်ကဘယ်လိုရှင်ရမလဲဘောနော်ဆိုတဲ့အရာကိုတမန်ကျမ်းစာရဲ့တုံတင်မှုတွေယုံကြည်သူတောင်းသမီးတယောက်ပေါ်မှာဖျားသခင်ရဲ့တုံတင်မှုတွေကိုလိုက်လျှောက်နာခံပြီးအသက်ရှင်တယ်ဒါပေမဲ့အရေးကြီးတာတစ်ချက်ပြောင်းနေတယ်။ဘာပြောင်းနေလဲဆိုတော့ ခရစ်တော်ပြောင်းနေကျွန်တော်ကယုံကြည်သူအချင်းချင်းကိုဖျားစကားပေါ်မှာစူးစားပြီးတော့မှရှင်နေပေမဲ့ကျွန်ရဲ့အသက်တာမှာခရစ်တော်အရှင်ပြောင်းနေတယ်။ဘာကိုဆိုလိုတာလဲရှင်းအောင်ကျွန်တော်အနေနဲ့ပြောရရင်ကျွန်တော်ရဲ့ခရစ်ယာန်အသက်တာဆိုခရစ်တော်နဲ့ရှင်ချင်းဖြစ်ဖို့အရေးကြီးတယ် ်ငါဘာကြောင့်လုပ်လဲခရစ်တော်ကြောင့်လုပ်တယ်ဘာအဖြစ်လဲခရစ်တော်အဖြစ်လုပ်တယ်ငါဒါခရစ်တော်မကြိုက်ဘူးဟဲ့လားငါဒီလိုဟာယေရှုဖျားသခင်မကြိုက်ဘူးငါနဲ့တူရှိတယ်ဟဲ့လားတုတ်တန်ကြမ်းခိုင်းဆငါအငယ်သုံးဖျားမျက်စိကခက်သိမ်းသောရက်မှရှိတယ်ဟဲ့လားအီမာနွေလာငါတို့နဲ့အတူရှိတယ်ဖျားပြတယ်ငါ့ကိုမြင်နေတယ်အဲ့တော့ငါအသက်ရှင်ခြင်းတွေသခင်ဖျားနှစ်သက်ဖို့ဖျားသခင်ဖျားလုပ်စီခြင်းတွေရာဖျားမယ်ငါ သခင်ဘုရားငါ့ကိုနှစ်သက်ဖို့အလိုရှိဖို့အတွက်အသက်ရှင်ခြင်းပြရမယ်အဲ့ဒါခရစ်ယာန်အသက်တာဖြစ်ရမယ်အဓိက main အချက်ကအဲ့ဒါဒီနေ့ခတ်တာကခရစ်တော်ပြောင်းမယ်အဲ့တော့အကောင်းဆုံးအသက်ရှင်တဲ့တစ်ဖက်ကမကောင်းလာရင်ငါဒီလောက်ထိကောင်းသွားရင်နေမကောင်းဘူးပေါ့ဟုတ်လားမထောက်ထားနိုင်တော့ဘူးမဆောက်ထီးနိုင်မဆောက်စည်းနိုင်တော့ဘူးအဲအဲ့ဒီအသက်ရှင်ခြင်းပေါ်မှာမမျော်လင့်နိုင်တော့ကောင်းမှမေလို့စိတ်တကြစိတ်ပြတ်သွားတာဘာကြောင့်လဲအဲ့ဒီဖျားစကားပေါ်မှာ तू ကအသက်ရှင်ပေမဲ့ဖျားခရစ်တော်အရှင်သူ့အထက်မှာပြောင်းနေတယ် ဒါကြောင့်ခရစ်ယာန်တတ်တာဆိုတော့ခြင်းစင်မဟုတ်ခရစ်တော်နဲ့အတူရှင်တဲ့အရာဖြစ်တယ်ခရစ်တော်တင့်တယ်မှာရှိနေတာဖြစ်တယ်ဒါကိုလုံးဝမမေ့ပါနဲ့အဲကြောင့်တခုခုလုပ်တဲ့အခါမှာခရစ်တော်ကြောင့်လုပ်သလိုမလုပ်နိုင်တဲ့အခါမှာလည်းခရစ်တော်ထံမှာခွန်အားတောင်းခံမှုလိုတယ်တခုခုလုပ်တဲ့အခါမှာမျှော်လင့်တဲ့အခါမှာလည်းအဲ့ဒီခရစ်တော်ပေါ်မှာမျှော်လင့်ဖို့လိုတယ်ဒါဆိုရင်တော့တင်လုပ်တဲ့အမှလူတွေအားဖြင့်အစမပြေမှုတွေခက်ခဲတွေမလုံနိုင်တဲ့အခြေအနေကြုံလာရင်တော့မှ ခရစ်တော်အရှင်ရဲ့ပုံပုံရဲ့ တရှိချင်းနဲ့မြင်တွေ့ချင်းပေါ်မှာတင်းရဲ့အာအဝိညာဉ်မှာတရှိချင်းနဲ့အတ္တမှာတရှိချင်းအဖြစ်အတ္တသောခွန်အားတွေပြန်အမြဲတမ်းပြီးနေမှာပါမပြီးပဲနဲ့ကျွန်တော်တို့ကြော်လွားလို့မရကျွန်တော်အခုကြုံနေတဲ့ပြဿနာထက်ပြီးတော့နောက်ထပ်ယာယီလဲကြုံလာနိုင်တယ်ဒါပေမဲ့ခရစ်တော်ကအဲ့ပြဿနာတွေထဲမှာအကောင်းဆုံးလမ်းပြသွားဖို့ပဲကျွန်တော်ခရစ်တော်ကိုမျှော်နေဖို့လောကကြီးကိုချောက်ပြီးအာလောကကြီးကအတ္တတရားများအမှုတရားတွေ့ရတယ်လောကကြီးကနေဆာဒုက္ခစသဖြင့်အဲ့ဒါတွေကိုကျွန်တော်ကညှိတွားနေဖို့မဟုတ်ပဲနဲ့ ဒီလောကကြီးထဲမှာခရစ်တော်ပေးတဲ့အသစ်တော်ခွန်အားတွေလမ်းပြခြင်းတွေနဲ့ကျွန်တော်အမြဲတမ်းခရစ်တော်ဆိုပုဂ္ဂိုလ်ဖြစ်ခြင်းပေါ်မှာမြင်ပြီးအသက်ရှင်ဖို့လိုအပ်တယ်။ဒါခရစ်တော်ခရိယန်သက်တာဆိုအကျင့်စင်မဟုတ်ဘူး။ခရိယန်အနေနဲ့ရှင်တဲ့ delete ဇယိုက်မှာသွားလာတဲ့လူအဖွဲ့အစည်း community တစ်ခုတည်းနဲ့နဲ့ခရစ်တော်နဲ့အတူအသက်ရှင်တဲ့အသက်တာဖြစ်တယ်ဆိုတော့ဥပမာယောသက်သက်တာကြည့်ပါလား။ယောသက်ကမအေကုတုပြရောက်သွားတယ်။ဒါပေမဲ့ဖျားခရီးအသက်ကိုနာမပြဖျားသခင်ကိုသူမြင်နေတယ်။တိုင်လား ဝန်ကြီးဖြစ်တဲ့ယာရုကျွေးဝချမ်းသာတယ်ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာပညာရှိလို့ပြောထိုက်တယ်တော့ကိုရိုနဲ့ဖျားသခင်မပစ်မဘူးဆိုပြောခဲ့တယ်ဆိုတော့ဖျားသခင်ဘလို့မြင်တာလဲเนาะဒါဒီနေ့ကျွန်တော်ရဲ့ဘုရားသက်တာရဲ့အသက်ရှင်ခြင်းမှာခရစ်တော်ပြောင်းနေတဲ့အတွက်ခရီးရန်ရဲ့ကျင့်စဉ်လိုဖြစ်နေတဲ့အခါမှာတော်တော်များများလဲကြတာတွေအားရော့တာတွေကျွန်တော်တို့တွေ့ရတယ်ဆိုတာတွေ့ရနောက်တစ်ချက်ကတော့ကျွန်တော်ခရီးရန်အသက်တာမှာခရစ်တော်ဖျားသခင်ကျွန်တော်နဲ့အတူရှင်သောကြောင့်ကျွန်တော်ကသူခရစ်တော်ကိုအမိပြုဖို့လိုတယ် ဟာကျွန်တော်ကလေဖျားခင်ကြီးကိုတော့ဘာလုပ်ပေးပါအောင်ဟိုဟာလုပ်ပေးပါအောင်တောင်းဆိုမှ လုပ်ပေးမဲ့ကူညီမဲ့ဖျားမဟုတ်ဘူးနော်ကျွန်တော်ရဲ့အတ္တမှာတိုးထိန်ခဲ့သူကျွန်တော်ရဲ့အတ္တရှစ်အနာဂတ်တွေကိုဖြစ်စေတော်သူလည်းဖြစ်တယ်လို့ကျွန်တော်ရဲ့အတ္တတော့ကြိုတင်ပြင်ဆင်လမ်းပြနေရဖြစ်ဟန်လည်းဖြစ်တယ် ဒါတော့ကျွန်တော်ယုံကြည်သူကဘုရားသခင်ဘာပြောနေလဲဆိုတော့ကိုဒုက္ခရောက်မှအကူအညီတောင်းတာအနည်းနဲ့ဘုရားဘာအလိုရှိလဲဆိုတာကိုအနည်းနဲ့လမ်းပြနေတဲ့ဘုရားသခင်ပေါ်မှာအတ္တတာတွေကိုအမြဲတမ်းစစ်စစ်ဘုရားစကားကိုစင်ကျင်ဘုရားလမ်းပြခြင်းကို ခံယူတတ်ဖို့လိုအပ်တယ်။ဒါဘုရားစကားကိုခံယူတတ်ဖို့ကတော့ ဖျားဟိုအများအထူးကနှုတ်ကပတ်တော်ကစကားပြောတယ်ပြီးခေါင်ကျွန်တော်တယောက်ချင်းရဲ့အသက်တာမှာတက်တည်နေစကားပြောတယ်ဆုံးမချင်းနေစကားပြောတယ်ကောင်းကြီးပေးချင်းနေစကားပြောတယ်လမ်းပြချင်းနေလမ်းဖွင့်ချင်းနေအဖျားခင်ကအရာအသက်ရှင်တဲ့ဖျားဖြစ်တော့ကျွန်တော်အလုတ်လုတ်တယ်ကျွန်တော်ထင်ပါလားဆုံးမချင်းနေလည်းအလုတ်လုတ်တယ်ကောင်းကြီးပေးချင်းနေလည်းအလုတ်လုတ်တယ်နှုတ်ကပတ်တော်အားဖြင့်ပေါ်ပြချင်းတယောက်အားဖြင့်တတိပေးချင်း အဝဉ္ဇမသတိအတွင်းထဲမှာသတိပေးခြင်းထက်ကထက်ကသတိပေးခြင်းတို့လိုဆိုတော့ဟာလာအပြစ်မှာမိတ်ဆွေဖျားသခင်သူစစ်လွတ်ထားတဲ့အမှုတော်ဆောင်တွေအပြစ်လဲနှုတ်ကပတ်တော်အဖြစ်ကျွန်တော်စကားပြောနေ။အဲကျွန်တော်ကစံသာဖတ်ရင်လည်းဖျားပြောရမခံစားရ။တရားဟောရင်လည်းဖျားပြောနေမခံစားဒီဆရာဘသူလဲပါလဲအဲ့လိုဖြစ်အဲတခုဖြစ်လို့ရှိရင်ဟိုအကြောင်းမှာတရားကြောင်းမှာဆိုတော့ဖျားရဲ့စကားပြောခြင်းကိုကျွန်တော်ကမယုံကြည်သူတယောက်လိုဖြစ်နေတယ်။မသိနိုင်တဲ့လူတယောက်လိုပြန်ဖြစ်နေတယ်။အဲ့ဒီခါမှာဖျားရဲ့လမ်းပြမှုနဲ့ကင်းကွာနေတယ်။အဲ့တော့ဖျားသခင်ကဒုက္ခရောက်မှကူညီပါလို့ အကူအညီတောင်းရမယ်ဖခင်မျိုးမဟုတ်ဘဲနဲ့အမြဲတည်းကျွန်တော်ကိုကောင်းသောအသက်တာမှာလမ်းအလျှောက်လမ်းဖို့အတွက်ကြိုးကြိုးပြီးလမ်းပြသွန်သင်နေတဲ့ဖခင်ဖြစ်တယ်။ဒါကြောင့်မို့ယုံကြည်သူတယောက်ဖခင်ကဘာလို့ရှိနေလဲဘာပြောနေလဲဘာတတိပေးနေလဲဆိုတာကို မနဲ့တိုင်းမနဲ့တိုင်းမှာဖခင်နဲ့အချိန်ကိုလိုတယ်။ဆိုတော့ဒီခါကျကျွန်တော်ပြဿနာရဲ့မှာနောက်ကျမှယုံခံပြီးမှဖခင်အကူအညီတောင်းတဲ့အဆင့်လောက်ပဲကျွန်တော်ကဖခင်ကိုကိုးကွယ်နေကြတယ်။ ဒုက္ခရောက်မှအကူအညီတောင်းမယ်အကူအညီတောင်းမှပဲလာလုပေးမယ်ဖះလို့ပဲမြင်နေကြတယ်မဟုတ်ပါဘူးဒါဝိကပြောတယ်ဖះသခင်ဒီငါ့ကြီးတိုးတိန်ဖြစ်တယ်တိုးတိန်ဆိုတာကတိုးတွေခိုင်းမှလို့ရတာမဟုတ်ဘူးတိုးတွေအတွက်အရင်အလုပ်လုပ်ပြီးတိုးတွေအတွက်အရာရာကိုပြင်ဆင်နေသောသူဖြစ်တယ်သူကတိုးတိန်လေဒါဖះသခင်ကဒါဝိဒါဝိကဖះသခင်ဘယ်လိုမြင်သွားလဲဆိုတော့တိုးတိန်ကဲသူဖះဖြစ်တာမြင်သွားတယ်အဲ့တော့ဒီနေ့သင်ရဲ့ဘဝအတ္တတာမှာဖះသခင်ကိုသင်ဘယ်လိုမျိုး နေရာမှာထားလဲ ယ်တင်ရှင်ဆိုပြီးတော့မှဒုက္ခရောက်မှကယ်ဖို့ပဲတောင်းနေတာလားဒါမှမဟုတ်အမြဲတမ်းတင်ကိုလမ်းပြနေတင်းသက်တာမှဥဆောင်နေတယ်တင်တင်စကားမပြောရင်တော့မှတင်ကအားနေတော့မှတင်အတွက်အမြဲတမ်းဥဆောင်ပေးနေတယ်ဒါကြောင့်ဖះကိုအာယုံပြုဖို့ဖះကိုမျက်မှောက်ပြုဖို့ဖះရဲ့အတန်ကိုကြားတတ်ဖို့နားထောင်တတ်ဖို့ဖះစကားပြောခြင်းတွေကိုဝန်ခံတတ်ဖို့ပဲတင်မကတင်ဖို့လိုအပ်တယ်ကိုယ်စကားပြောပါလို့ပြောဖို့တော့မဟုတ်ကိုယ်ကတင်မှပြောတော့နေများစွာပြောနေပြီဒါကြောင့်မိုးခရီးရတတ်တော့အချက်နှစ်ချက်နဲ့ပဲချုပ်ချင်ပါတယ်နံပါတ်1ခရစ်တော်မပြောက်ပါစေနဲ့ နမနဲ့ခရစ်တော်သင်အပ်တာကိုအမြဲဥဆောင်နေတဲ့ယုံကြည်သူတိုင်းကိုပြောတာပါအဲ့ဒါကိုပြန်လဲသတိပြုပြီးတော့မှစင်ကြင်ပါဆုတောင်းပါလို့ခွန်အားပေးခြင်းနဲ့ဖျားရှင်ကောင်းကြီးပေးပါစေ။